အားလုံးပဲမင်္ဂလာပါ Emily Stanyary YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ spirituality ဘက်ကိုသွားတဲ့အကြောင်းအရာလေးတစ်ခုကို sharing လုပ်ပေးချင်ပါတယ်အာတော်တော်များများလဲ so family တွေလဲ facebook မှာဒီအပိုင်း trend ဖြစ်နေတဲ့ဒီကုတ်လေးတွေအကြောင်းတွေ့မိမယ်ထင်တယ်နော်ဝိတ်ကြစီခြင်းတဲ့အခါမှာသုံးတဲ့ကုတ်ဆိုပြီးတော့လीနော်အဲ့လိုမျိုးလေးတက်လာတာတွေ့ဘူးပါလိမ့်မယ် တချို့ကလည်းယုံကြည်တယ်လိုက်လုပ်တယ်ပေါ့နော်တချို့ကျတော့လည်းမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့ဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းဆိုတာကတော့လက်ရှိအနေအထားအရသက်တည်ပြထားနိုင်ခြင်းတော့မရှိပါဘူးဒါပေမဲ့ယုံကြည်တဲ့သူတွေဆိုရင်တော့လိုက်လုပ်လို့ရပါတယ်အဲအဲ့ဒီ code တွေကို Emily တို့ကဒီ universe code လို့ခေါ်တယ်ပေါ့နော် universe code ဆိုတာကအထူးသဖြင့်တာမန်လူတွေတော့သိပြီးတော့အသုံးနေသုံးတာမရှိပါဘူးအဲ spiritual land ကိုရှောက်လန်းနေတဲ့သူတွေ spirituality ကိုယုံကြည်တဲ့သူတွေနောက် manifest လုပ်ရတာ manifestation လုပ်ရတာကို ဘောကျတဲ့သူတွေဆိုရင်တော့တုံးကြပါတယ်။နောက်အင်ဂျယ်နံပါတွေကိုယုံကြည်တဲ့သူတွေ manifestation နံပါတွေကိုယုံကြည်တဲ့သူတွေအများဆုံးအသုံးပြုကြပါတယ်နော်။ဒီနေ့မှာတော့ Emily က7953180707ဆိုတဲ့ကုတ်ကလေးကိုညှဝေပေးခြင်းပါတယ်။ဒီကုတ်ကလေးကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်တော့ Gravel Boy Coat လို့ခေါ်တယ်ပေါ့နော်။အဲရုရှားဘာသာစကားဖြစ်ပါတယ်။ဒီ Gregory Gravel Boy ဆိုတဲ့ရုရှားအနုပညာရှင်တဦးကထုတ်ပြန်ထားတဲ့ energy healing manifestation code စနစ်တစ်ခု ဖြစ်ပါတယ်။အဲဒီအထည်နားထောင်လာခဲ့ပြီလို့မှဒီဟာတွေကငါနဲ့မသက်ဆိုင်ဘူးလို့ထင်လို့ရှိရင် skip လုပ်သွားပေးပါ။ဒီအထည်နားထောင်ပြီးတော့မှစိတ်ဝင်စားတယ်။နောက်ဆုံးအရှုံးမရှိဘူးပေါ့နော်။စမ်းသပ်ကြည့်ခြင်းနဲ့အောင်မြင်လဲအောင်မြင်သွားမယ်။မအောင်မြင်လဲရှာရလက်ခံနိုင်နေဆိုရင်တော့ဗီဒီယိုလေးကိုဆက်ပြီးကြည့်ပေးနော်။စကြဝဠာကြီးမှာရှိနေတဲ့ကိန်းကနန်းတွေအရာတွေကုတ်တီအားလုံးမှာ frequency တွေကျိန်နှုန်းတွေရှိပါတယ်။ကျမတို့လူသားတွေမှာလည်းပဲ အာ energy တွေ frequency တွေရှိပါတယ်အတန်လှိုင်းတွေဟာလည်း frequency တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကုတ်နံပါတ်တွေမှာလည်းသူ့ရဲ့ vibration frequency စွမ်းအင်တွေတည်တံ့ရှိပါတယ်ဒီကုတ်နံပါတ်တွေကိုစောင့်ခြင်းအပြင်ပေါ့နော်ဒီကုတ်နံပါတ်တွေကိုသုံးပြီးတော့ bari လုံးလို့ရလေဆိုရင်အာငွေကြေးချမ်းသာခြင်းတဲ့အခါမျိုးနောက်အချစ်ချင်းမေတ္တာကိုလိုချင်တဲ့အခါမျိုးကံကောင်းခြင်းတဲ့အခါမျိုးလှပခြင်းတဲ့အခါမျိုးမှာသုံးကြပါတယ်အဲအဲ့လိုပြောလိုက်လို့ အဲဒါဆိုလို့ရှိရင်သိပ္ပံအထောက်ထားနဲ့တက်တည်ပြနိုင်လားဆိုရင်တော့တက်တည်ပြနိုင်ခြင်းတော့မရှိပါဘူးဒါပေမဲ့အဲပြန်ပြီးတော့ review ပေးထားတာလေးတွေတော့ရှိတယ်ပေါ့နော်ဒါကတော့ speedule တွေဘိုင်းနဲ့တော့ပတ်သက်တယ်တချို့ဆိုပိုလှလာတယ်ကျွန်မပို့ပြီးတော့ဒါလေးတွေရေးလိုက်တော့မှငွေတွေဝင်လာတယ်ကျွန်မဒါလေးတွေလုပ်လိုက်တော့မှအချစ်ခံရတယ်ကိုယ့်ရဲ့ချစ်သူကကိုယ့်စီကိုပြန်ရောက်လာတယ်ဆိုတော့ review လေးတွေတော့ရှိပါတယ်အဲ့တော့ယုံကြည်ရင်လောက်ပါမယုံကြည်ရင်လည်းရပါတယ်နော် အဲ့တော့အသုံးပြုပုံပေါ့နော်ဒီကုတ်တွေကိုဘယ်လိုအသုံးပြုရမှာလဲဆိုတော့ဒီကုတ်တွေကိုစာအုပ်အသက်တအုပ်မှာရှေးတာဒါမှမဟုတ်ရင်ကိုယ့်ရဲ့လက်ကောက်ဝတ်ပေါ့နော်လက်ကောက်ဝတ်နားလေးတွေမှာရှေးတာဒါမှမဟုတ်ရင်လည်းကိုယ်အမြဲတမ်းမြင်နေရတဲ့မှန်လို့နော်ကိုယ့်အခန်းထဲရဒီအဲ့ရကောင်းရင်လို့အဲ့လိုနေရာမှာရှေးတာမျိုးရှေးထားနိုင်ပါတယ်ကိုယ့်မျက်လုံးနဲ့ထင်သာမြင်သာရှိတဲ့နေရာလေးမှာရှေးထားနိုင်တယ်ပေါ့နော် အဲ့လိုမျိုးမရေးချင်ဘူးဆိုရင်လည်းပဲနှုတ်ကနေဒီစကားလုံးတွေကိုရွတ်ဆိုလို့ရတယ် for example ဥပမာဆိုရင်7953180007နော်ဒါမျိုးလေးရွတ်လို့ရတယ်ပေါ့နော်ရွတ်တဲ့အခါမှာမြန်မာလိုထက်ဆိုင်ရင်တော့အင်္ဂလိပ်လိုရွတ်စီခြင်းတယ်နော်အဲအင်္ဂလိပ်လိုမျိုး7953180007ဒါမျိုးလေးရွတ်စီခြင်းပါတယ်အဲရွတ်နေတဲ့အချိန်အတွင်းဒါမှမဟုတ်ရေးနေတဲ့အချိန်အတွင်းမှာဆိုရင်လည်းပဲငါလိုချင်တဲ့ဆန္ဒတွေပြေဝသွားပြီဆိုတော့ခန်းစားချက်မျိုးလေးနဲ့ရေးပေးနိုင် င်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်เนาะအဲ့တော့ဒီကုတ်နံပါတ်၄ကဘာအတွက်ကောင်းတာလဲဆိုရင်တော့ဒီကုတ်နံပါတ်၄ကသူကอืมထူးခြားမှုတွေပေါ့เนาะကောင်းမွန်တဲ့ထူးခြားမှုတွေကောင်းမွန်တဲ့အပြောင်းအလဲတွေဖြစ်စေတယ်ဆူတောင်းပြည့်တယ်ပေါ့နော်တချို့တော့ဖြစ်နိုင်ကြီးရှိတဲ့ဆူတောင်းတွေဆိုပြည့်ပါတယ် universe ဒီကနေပြီးတော့အကူညီကောင်းတွေရနိုင်တယ်နောက်ပြီးတော့ဒီကုတ်လေးကအသားရည်ကြည်လင်စေတဲ့ကုတ်လေးလည်းဖြစ်တယ်နော်အဲ့တော့အသားရည်လှကျင်တဲ့သူတွေအသားရည်ကြည်လင်ဝင်းလဲစေခြင်းတဲ့သူတွေဒီကုတ်လေးကိုသုံးမှာ အမလီကိုတိုင်းလည်းဒီကုတ်လေးကိုသုံးပါတယ်နော်အဲသုံးပါတယ်အဲ့တော့စိတ်ထဲမှာတော့ခံစားမိတယ်ပေါ့နော်စိတ်ကြောင့်ပဲဖြစ်တာလားဒီကုတ်လေးကြောင့်ဖြစ်တာလားမသိပေမဲ့ကို့အသားလေးជីជីဆူဆူလေးဖြစ်လာတာကိုတော့ခံစားမိပါတယ်အဲ့တော့ကို့အတွက်လည်းဘာမှအကျိုး ရုပ်သွားတာမျိုးလည်းမရှိဘူးပေါ့နော်အဲ့တော့ဒါလေးကိုလိုက်ပြီးတော့လှုပ်ကြည့်ခြင်းနဲ့စမ်းကြည့်ခြင်းနဲ့ဆိုရင်စမ်းကြည့်ပါနောက်ရက်နောက်ရက်ဒီမှာတခြားအာဘလိုကုတ်လေးတွေတိကျင်လဲတိကျင်တာလေးရှိရင် Emily ကို comment မှာမှန်သွားပေးပါ Emily အသေးစိတ်လေ့လာပြီးတော့ပြန်ပြီးတော့တင်ဆက်ပေးပါမယ်နော်ဒါဆိုရင် so family တို့ပို့ပို့ပြီးတော့လှန်လာကြပါစေအသားရေလေးတွေလည်းကြီးလင်းလာပါစေစုတောင်းတွေအားလုံးလည်းပြေးပါလာကြပါစေလို့စုတောင်းရင်းနဲ့ဒီနေ့ရဲ့ Emily မျှဝေပေးမှုအစီအစဉ် Universe Cup လေးကိုဒီနေရာမှာပဲ channel ဝင်ပြပါနော်ပိုင်ပိုင်ပါ